ဲအားလုံးပဲမင်္ဂလာပါဂျိန်းနေရှင်နယ်ဘောလက်တက်မှ ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်မြို့သားနိုင်ငံရေးသမားတယောက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရှေ့ရဗီဒီယိုဖိုင်လေးမှာပါတီနိုင်ငံရေးနဲ့မြို့သားနိုင်ငံရေးခြားနာချက်လေးကျွန်တော်ပြောသွားတယ်အဲ့တော့မြို့သားနိုင်ငံရေးဆိုတာကဘာလဲဆိုတာကိုကျွန်တော်အခုပြောမှာဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးမှာအဲကျွန်တော်အွန်လိုင်းမှာရှိတဲ့ အဲကျွန်တော် Facebook တို့ကျွန်တော် TikTok တို့ကျွန်တော် YouTube တို့မှာရှိတဲ့အောက်မှာ comment လိုက်ရေးတဲ့သူတွေတွေ့ရတယ်ဗျာသူတို့တွေအများဆုံးပြောတာကသူတို့ပြောချင်တာတွေကိုပြောတာသူတို့ထင်ကြရတယ်ထင်နေတာအမျိုးသားနိုင်ငံရေးဆိုတာကနော်အဲ့တော့ကျွန်တော်ကထင်ကြရဟုတ်ထင်ကြရဟုတ်ထင်လို့မရဘူးအမျိုးသားနိုင်ငံရေးကိုထင်ရမြင်ရတွေကိုပြောလို့မရဘူးအမျိုးသားနိုင်ငံရေးဆိုတာက နိုင်ငံတိုင်းနိုင်ငံတိုင်းမှာအမျိုးသားနိုင်ငံကြီးရှိတယ်ဗျအဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာလည်းအမျိုးသားနိုင်ငံကြီးတာဝန်ထမ်းဆောင်တာကဘာတူလဲမြန်မာတက်မတော့အဲ့ဒီလိုပဲကျွန်တော်ကလည်းပဲအမျိုးသားနိုင်ငံကြီးတာဝန်ထမ်းဆောင်တယ်ဗျအဲ့တော့အမျိုးသားနိုင်ငံကြီးဆိုတာဖွဲ့စည်းပုံအခြေခံဥပဒေမှာတရားထည့်ရေးပေးတာပါခင်ဗျ အဲ့တော့ဖွဲ့စည်းပုံအဓိကဖွဲ့စည်းပုံအခြေခံဥပဒေမှာအချုပ်ကပုံမှ6ပြ။နော်ပုံမှ6။အဲ့တော့ကျွန်တော်တို့ပုံမှ6ကိုကြည့်မယ်ဆိုလို့ရှိရင်ပုံမှ6မှာကာကြီးခါဝေးကားငယ်ကာကြီးငါစာလုံးဆိုပြီးတော့ပုံမှွယ်6ခုရှိတယ်။ကာကြီးခါဝေးကားငယ်ကဒုတာဝေရေးတုံးမှာကာကြီးကစစ်မှန်ပြီးစီကံပြေးသွားတော့ ပါတီဆိုဒီမိုကရေစီနဲ့ပတ်သက်ပြီးပြောတယ်။ငါကလောကဘာလာတရားသုံးပါးကြောင်းပြောတယ်။၆ကအမျိုးသားနိုင်ငံရေးအခက်အခဲမှာမြန်မာတပ်မတော်ကအစ်တစိုက်ပါဝင်မယ်ဆိုတာကိုပြောတယ်။အဲ့တော့ပုံမှန်၆ပုံမှန်ွယ်စလုံးမှာမြန်မာတပ်မတော်ဒီအမျိုးသားနိုင်ငံရေးဥဆောင်မှုအခက်အခဲမှာပါဝင်နေမယ်လို့ပြောတာ။အဲ့လိုပဲကျွန်တော်ကလည်းပဲအမျိုးသားနိုင်ငံရေးကိုလုပ်တယ်လို့ပြောတယ် ဒါဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေကတက်မတော်အပါဝင်မြန်မာနိုင်ငံသားတွေကအမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်ရမယ်တက်မတော်တို့ပူးပေါင်းလက်တွဲပြီးထမ်းဆောင်ရမယ်ဒါဆိုရင်အမျိုးသားနိုင်ငံရေးဆိုတာဘာပြောတာလဲဥပဒေမှာအမျိုးသားနိုင်ငံရေးဟု ဖွဲ့စည်းပုံအခြေခံဥပဒေမှာထည့်သွင်းရေးဆွဲထားသလားလို့ပြောလာတော့တေချာလိုက်ကြည့်ရင်တော့အမျိုးသားနိုင်ငံရေးဆိုတဲ့ definition ကိုဖွဲ့စည်းပုံထဲမှာအသေးစိတ်ရေးမပေးတာဟုတ် ဒါပေမဲ့ခင်ဗျားတို့သိရမှာကကျွန်တော်မြန်မာနိုင်ငံဒီအမျိုးသားနိုင်ငံဖြစ်တယ်ဗျာနော်အမျိုးသားနိုင်ငံဖြစ်တယ်ကျွန်တော်ကျွန်တော်နိုင်ငံစနစ်က nationalism အမျိုးသားရေးဝါဒကိုလက်ခံကျင့်သုံးတဲ့နိုင်ငံတစ်ခုဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်နိုင်ငံရဲ့အမျိုးသားဝါဒလို့အမျိုးသားရေးဝါဒလို့ပြောလို့ရှိရင်နှစ်ပိုင်းပါတယ်အဲ့ဒါဘာနဲ့ပါလဲ national interest ရဲ့ national security ရဲ့နှစ်ပိုင်းပါတယ် national interest ဆိုတာကဒုတာဝရေးသုံးပါစစကပုံမှန်6ကာကြီးပုံမှန်6ခါခွေပုံမှန်6ကငရ national interest ဆိုခေါ်တဲ့ဒုတာဝရေးသုံးပါ national security ဆိုတာကနိုင်လေလူလေးစီလေးနိုင်ငံရေးဥတီချက်၄ရက်လူမှုရေးဥတီချက်၄ရက်စီးပွားရေးဥတီချက်၄ရက်လို့ခေါ်ရဲ့ဥတီချက်၁၂ရက်ကို national security လို့ခေါ်တယ်အဲ့တော့ကျွန်တော်ဒီမှာနိုင်ငံ nationalism အမျိုးသားရေးဝါဒအောက်မှာ national interest လို့ခေါ်တဲ့တို့တာဝေသုံးပါရဲ့ national security လို့ခေါ်တဲ့ဥတီချက်စနစ်ရဲ့ဆိုပြီးတော့မြန်မာနိုင်ငံမှာရှိပါတယ်ဒါတွေကိုလည်းပဲ national interest ကိုတော့ကျွန်တော်ဖွဲ့စည်းပုံထဲမှာတေချာရေးဆွဲပေးတာပါတယ်ပုံမှန်6ကာကြီးခါခွေကားငယ်ပေါ့တို့တာဝေသုံးပါဟုတ်လာပါပြီ ဲ့တော့ကျွန်တော်တို့ကမြမတက်မလို့ကလည်းပဲအမျိုးသားနိုင်ငံရေးတာဝန်ကိုယူပြီးတော့မျိုးသားနိုင်ငံရေးဥစားမှုအခက်ကဏ္ဍမှာဒီဇိုင်းမပါဝင်သလိုကျွန်တော်ဂျင်းကြော်လင်ရလည်းပဲအမျိုးသားနိုင်ငံရေးဥစားမှုအခက်ကဏ္ဍမှာတတော်တနေရာကအမြဲတမ်းပါဝင်နေမှာဖြစ်ပါတယ်ဒါဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီတဲ့အမျိုးသားနိုင်ငံရေးတာဝန်ဆိုတာဘာလဲအဲ့ဒါက national interest ကိုပြောတာပါ တို့တာကိုရေးသုံးပါနိုင်ငံတိုင်းနိုင်ငံတိုင်းမှာတက်ဆိုင်ရာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားဆိုတာရှိပါတယ်မျိုးသားအကျိုးစီးပွားဆိုတာ national interest အမေရိကန်မှာလည်းအမျိုးသားအကျိုးစီးပွားရှိတယ် UK မှာလည်းအမျိုးသားအကျိုးစီးပွားရှိတယ်ထိုင်းမှာလည်းသူ့နိုင်ငံသားသူ့ရဲ့အမျိုးသားအကျိုးစီးပွားရှိတယ်ကျွန်တော်မြန်မာနိုင်ငံမှာလည်းဖွဲ့စည်းပုံနဲ့မှာ national interest ကိုခေါ်တဲ့ဒုတာဝေရီသုံးပါကိုထည့်သွင်းရေးဆွဲပေးထားတယ်အဲ့ဒီ national interest ကို တာဝန်ယူပြီးတော့လှုပ်ဆောင်နေတဲ့သူမှန်တယ်မသိအမျိုးသားနိုင်ငံရေးတာဝန်ကိုတာဝန်ယူလှုပ်ဆောင်နေတဲ့သူလို့ခေါ်ပါတယ်ဗျအဲ့တော့တမရော်ဘက်ကကြည့်မယ်ဆိုရင်ပုံမှန်6စာလုံးမှာဒီမှာတမရော်ဒီမျိုးသားနိုင်ငံရေးဥဆောင်မှုအခမ်းအနားမှာစစ်တဇိုက်ပါဝင်နေမယ်လို့ပြောတာမဟုတ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ဒီပုံမှန်6ကြီးကိုအမြဲတမ်းသူကဥထိပ်ပန်ဆင်ပြီးတော့လှုပ်ဆောင်သွားမှာဖြစ်ပါတယ် ဒီလိုပဲကျွန်တော်ချိန်ကျော်လင်ရဲ့မြို့သားနိုင်ငံရေးတာဝန်ကိုထမ်းဆောင်နေတဲ့တစောက်တနေရာပါဝင်ထမ်းဆောင်နေတဲ့အချိန်တွေမှာလည်းပဲ national interest လို့ခေါ်တဲ့တို့တာဝန်ရည်သုံးပါးကိုအကူအညီပေးစီမဲ့အားပြရာရောက်စီမဲ့ supply ဖြစ်စီမဲ့အထောက်ပံ့ဖြစ်စီမဲ့စကရက်တွေစကားတွေအပြုမူတွေအပြောဆိုတွေတင်နန်းတွေကိုဒီဇိုင်းမမတ်လှုပ်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ် ကဲဒါဆိုလို့ရှိရင်အမျိုးသားနိုင်ငံရေးဆိုတာဘာလဲဆိုတာကိုနားလည်မလို့ထင်ပါတယ်အခုကျွန်တော်ပြောတာကိုသင်မှတ်မိပြီဆိုလို့ရှိရင်သိစိတ်ထဲမှာရှိနေတဲ့အမျိုးသားနိုင်ငံရေးဆိုတာကိုမေ့လိုက်ပါတော့ကျွန်တော်ပြောတာသာဒီအမှန်တရားဖြစ်ပါတယ်ဒီအတိုင်းကိုခင်ဗျားတို့နားမလဲကျွန်တော်ပြောတဲ့ဥစ္စာတွေကိုခင်ဗျားတို့နားမထောင်တာဟုတ်ဆိုရင်ခင်ဗျားတို့မြန်မာတပ်မတော်ရဲ့မြန်မာတပ်မတော်ရဲ့လှုပ်ဆောင်ချက်တွေကိုခင်ဗျားတို့မြင်မှာမဟုတ် ျွန်တော်တင်ယူကျွန်တော်ပြောပြထားတဲ့ဒါအနေနဲ့နားထောင်လို့ရှိရင်မြန်မာတက်မတော့ဘာလုပ်လဲဆိုတာကိုခင်ဗျားတို့လိုက်ကြည့်တဲ့အခါကျရင်မြင်သာထင်သာရှိပါလိမ့်မယ်။ကဲဒီလောက်ဆိုအားလုံးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်အမျိုးသားနိုင်ငံရေးသမားဂျိမ်းကျော်လင်ပါ။